ခု champai ကတော့ Kolote Orasa Kanji 3ဖြစ်ပါတယ် Kolote Orasa Kanji 3အငယ်1မှ4အထက်ဆိုခဲ့ပြီးဒီတိုင်းတင်တို့ဒီခရစ်တော်နှင့်အတူထမ်းမြောက်ကြသည်မှန်လင်ဘုရားသခင်လက်ရတော်ဘက်မှခရစ်တော်သည်ထိုင်နေတော်မူရာအရ၌ရှိသော အထက်အရာတို့ကို ရှာကြလောမြေကြီးပေါ်မှာရှိသောအရာတို့ကိုဆွဲလန်းသောစိတ် မရှိကြနှင့် အထက်အရာတို့ကိုသာ စိတ်ဆွဲလန်းခြင်းရှိကြလောအကြောင်းမူကားတင်တို့သည်တည်တော်သူဖြစ်၍တင်တို့အသက်သည်ခရစ်တော်နှင့်အတူဘုရားသခင်၌ဝှက်ထားလျက်ရှိငါတို့အသက်ကြီးဟုသော ခရစ်တော်သည်ထင်ရှားတော်မူသောအခါငါတို့သည်လည်းထိုသခင်နှင့်အတူဘုံကြီး၍ထင်ရှားကြလက်တံအငယ်ငါမစတဲ့ထိုကြောင့်မတရားသောမိထုံ၌မိဝဲခြင်းညဉ့်ညူးစွာကျင့်ခြင်း ကိလေသာပူပန်ခြင်းဆိုးညစ်သောတတ်မဲ့ခြင်းရုတ်တုကိုကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျွန်းခြင်းဒီဟုသော မြေကြီးပေါ်မှရှိသောတင်တို့၏ကိုအင်္ကာတို့ကိုတည်စီကြလောထိုအမှုများကြောင့်ဘုရားသခင်အမျက်တော်သည်ညှင်းဆန်သောသူတို့အပေါ်၌တင့်ရောက်ပေ၏ထိုသူတို့နှင့်တင်တို့သည်လည်းအထက်က ပေါင်းဖော်သောအခါထိုအမှုများ၌ကျင်လည်ကြ၏ယခုမူကား ထိုအမှုအလုံးစုံတို့ကို၎င်အမျက်ထွက်ခြင်းစိတ်ဆိုးခြင်းမနာလိုခြင်း သူတရေပြစ်အောင်ပြောဆိုခြင်းညဉ်ညူးသောစကားကိုတုံးခြင်းတို့ကို၎င်းတင်တို့နှုတ်မှပယ်ရှင်းကြလော အချင်းချင်းမှုသာစကားကို မပြောမတုံးကြနှင့်အကြောင်းမူကားတင်တို့သည်လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုကိုချွတ်ပယ်၍ဖန်ဆင်းတော်မူသောသူ၏ပုံတရနှင့်ညီမှန်သောပညာအဖျင်အသည့်ပြုပြင်သော လူတစ်ကိုယူတင်ဝတ်ဆောင်တော်သူဖြစ်ကြ၏ထိုဖန်ဆင်းပြုပြင်တော်မူရာ၌ဟေလသလူမရှိ ယူဒလူမရှိအေပြားလိချင်းမင်္ဂလာခံခြင်းမရှိ မခံခြင်းမရှိ လူရိုင်းမရှိတကုတိလူမရှိကျုံမရှိ လူလူမရှိ ခရစ်တော်သည် အလုံးစုံတို့၌အလုံးစုံဖြစ်တော်မူ၏ အငယ်၁၂မှ၁၅ထိုကြောင့်တင်တို့သည်ဘုရားသခင်ရွေးကောက်တော်သူတန်ရှင်းတော်သူချစ်အပ်တော်သူကဲ့သို့တနာဆုံမဲ့ခြင်းဂျေစုပြုခြင်းစိတ်နှိမ်ချခြင်းနူးညံ့သိမ်မွေ့ခြင်းစိတ်ရှိခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြလောတယောက်နဲ့တယောက်အပြစ်တင်စရာအခွင့်ရှိလျင်အချင်းချင်းတီးခံ၍အပြစ်ကိုလွှတ်ကြလော ခရစ်တော်သည်တင်တို့၏အပြစ်ကိုလွတ်တော်မူသကဲ့သို့ထိုနည်းတူပြုကြလော့စုံလင်ခြင်းအဖွဲ့စည်းသည်ဟုသောချစ်ချင်းမေတ္တာကိုထပ်၍ယူတင်ဝတ်ဆောင်ကြလော့တင်တို့စိတ်လုံးထဲ၌ခရစ်တော်၏ငြိမ်သက်ခြင်းအုပ်ဆိုးစေထိုတို့လုံးငါတင်တို့သည်တလုံးတကူဒီ၌ခေါ်ထားတော်မူခြင်းကိုခံကြသည်ဖြစ်၍ဂျေစုတော်ကိုတည်သောစိတ်ရှိကြလော့အငယ်၁၆မှ၁၉ ခရစ်တော်ဤနှုတ်ပတ်တရားသည်ပညာအမျိုးမျိုးနှင့်တင်တို့အထက်၌ကျွယ်ဝစွာတည်နေ၍တင်တို့သည်ဆံလံတည်ခြင်းမှစသောဓမ္မတည်ခြင်းအမျိုးမျိုးအပြင် အချင်းချင်းတို့ကိုဆုံးမတွင်တင်ခြင်းတရိပ်ပေးခြင်းကိုပြု၍နုညွတ်သောစိတ်နှလုံးနှင့်ဘုရားသခင်ရှေ့တော်၌တင့်တယ်လျှောက်ပတ်စွာ တည်ခြင်းဆိုကြလော စကားပြောတော်၎င်းအမှုဆောင်ရွက်တော်၎င်းသခင်ယေရှု၏နာမတော်ကို ထောက်၍ခတ်သိမ်းသော အမှုတို့ကို ပြုမူလျက်ဂျေစုတော်ကြီးလာပါ၏ဟု ထိုသခင်ကိုအမိပြု၍ခမည်းတော်ဖျံခင်ရှိ၌ဝန်ခံကြလောအငယ်၁၈မှ၂အချင်းမိမတို့သခင်ဖျား၌လျှောက်ပတ်သည့်အတိုင်းကိုခင်မွင်း၏အုပ်ဆိုးခြင်းကိုဝန်ခံကြလောအချင်းယောက်ျားတို့ ကိုခင်မွန်းကိုချစ်ကြလော့ကြမ်းတမ်းစွာမပြုတ်ကြနဲ့သားသမီးတို့မိဘစကားကိုအယားယာ၌နားထောင်ကြလော့မိဘစကားကိုနားထောင်ခြင်းအမှုသည်သခင်ဖျားနှစ်သက်တော်မူသောအမှုဖြစ်၏အဖတို့ကိုသားသမီးကိုစိတ်ဆိုးစေခြင်းငါမပြုတ်ကြနဲ့ထို့တို့ပြုလျင် သူတို့သည်အားလျော့စိတ်ပြည့်ခြင်းသို့ရောက်ကြလိမ့်မည်အစေခံကျွန်တို့ သခင်ဖျားကိုကြောက်ရွံ့လျက် လူတို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာနားထောင်သည်မဟုတ်စိတ်နှခွမရှိဘဲလောကီတခင်ဤစကားကိုအယားယာ၌နားထောင်ကြလော လူဤအမှုကိုသာ ဆောင်ရွက်တကဲ့သို့မဟုတ်တခင်ဖျားဤအမှုတော်ကို ဆောင်ရွက်တကဲ့သို့ ပြုလီသည်မျှတို့၌စေတနာစိတ်နှင့်ပြုကြလောတင်တို့သည်တခင်ခရစ်တော်၏အစေကိုခံကြသည်ဖြစ်၍ အမွေတော်ကြီးဟူသောအကျိုးကိုထိုသခင်ဖျားဤလက်တော်မှခံရလိမ့်မည်ဟုတိမှတ်ကြလောမတရားသော အမှုကို ပြုသောသူမြည်သည်ကမိမိပြုသောအမှုဤအကျိုးအပြစ်ကိုခံရလိမ့်မည်အဘယ်သူဤမျက်နာကိုမှတ်တော်မမူโอเคနောက်ကျမ်းပါမှပြန်ကြည့်ကြမယ်ဘောပါပါ